ပရိသတ်ကိုတောင်းရှင်မှာဂိုးသွင်းနိုင်ခဲ့ပြီးနော်ရနယ်ဒိုပုံစံအောင်ပွဲခံခဲ့တဲ့ Eye Show Speed ပရိသတ်များအားလုံးပဲမင်္ဂလာများရွှေရိုး Eye Back ခွန်ရှိကို online အချင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် Eye Show Speed ကတော့ပရမအောင်ဆုံးအချိန်မြခင်စိမ့်ပေါ်ကစားပြီးဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်ဝေမာလီကွင်းမှာကျင်းပခဲ့တဲ့ Simon FC နဲ့ YouTube All Star အသင်းတို့ရဲ့ရန်ကုန်ဝေပွဲစဉ်မှာ Speed က YouTube All Star အသင်းရဲ့အသင်းကောင်းဆောင်ပြင်ပွဲထွက်လာခဲ့တာဖြစ်ပါတယ် Speed ကရန်ကုန်ဝေပွဲစဉ်တွေမှာဂိုးလုံးဝမသွင်းဘူးသေးပဲဒီပွဲကသူ့အတွက်ပရမအောင်ဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်သွင်းလာတဲ့ဂိုးကလည်းသူ့အိုင်တော်ကြီးလို့ဖြစ်တာကြောင့်အမှတ်တရဖြစ်နေမှာပါ အိုင်ရှော့စ်ပီယာသူရဲ့ ideology Christie ရာနိုတဲ့တကောအင်မတန်ချစ်မြတ်နိုးသူပါဒါကြောင့် ideology ရှိတဲ့အရက်ဆိုရင်အချိန်မီနေရာမရေးသွားရောက်တွေးဆုံတတ်သူဖြစ်ပါရင်စပီယာရန်ဒိုကိုထိဓာကြီးဆိုတဲ့သူမျိုးဖြစ်ပြီးသူ့အောင်တော်ကြီးကိုနောက်ဆုံးချိန်ထိအယောကြီးရဲ့အရေးခန်းခန်းကာကွယ်ပေးမဲ့သူမျိုးဖြစ်ပါရင်အခုဆိုရင်စပီယာသူရဲ့ ideology Ronaldo နဲ့တော်တော်လေးကိုခင်မင်ရင်းနှီးနေပါပြီအပြင်မှာလည်းသွားရောက်တွေးဆုံပြီးပြီဖြစ်သလိုဓပုံတီးလည်းအချိန်ချိန်တွဲရိုက်ပြီးပြီဖြစ်ပါရင် Ronaldo နဲ့ခင်မင်နေပြီဖြစ်သလို Ronaldo ရဲ့သား Ronaldo Junior နဲ့ဆိုရင်စပီဟာတငယ်ချင်းရင်းကြီးတွေတောင်ဖြစ်နေပါပြီ Simon FC နဲ့ YouTube All Star FC တို့ရဲ့ ရမဝင်ပွဲစဉ်မှာစပီယာပွဲစားချိန်54မိနစ်မှာပန်နီကနေကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ပန်နီကန်ယာမှာစပီဟာရော်နယ်ဒိုအသက်ရှူရင်းခြေလမ်းဆုပ်တဲ့ပုံစံအတိုင်းစိုက်ပြေးနဲ့ဆုပ်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်ဘောလုံးကိုဂုဒမားရဲ့ညာဘက်အပေါ်တောက်တဲ့ကိုကန်သွင်းခဲ့တာပါ။အောင်ပွဲခံချိန်မှာစပီဟာရော်နယ်ဒိုရဲ့နာမည်ကျော်အောင်ပွဲခံဖြစ်တဲ့ Six Celebration နဲ့အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။စပီဟာနာမည်ကျော် YouTuber တူဖြစ်ပြီးရော်နယ်ဒိုရဲ့အမာခံပရိသတ်တူဖြစ်လူသိများတာဖြစ်တာလည်းဖြစ်ပါတယ်။သူဟာရော်နယ်ဒိုကိုတက်တဲ့လို့သဘောကျပြီးရော်နယ်ဒိုနဲ့ပတ်သက်လာရင်ပွဲဆိုအောင်အမြဲတမ်းလှုပ်တက်တာပါ။သူရဲ့နာမည်ကဘောလုံးပရိသတ်တွေကြားမှာလည်းတော်တော်ကိုကြီးလာခဲ့ ဲ့ပြီးဘောလုံးလောကရဲ့ဘောလုံးဒီအောင်စုလို့ကြီးကျယ်ခမ်းနားတဲ့ပွဲတွေကိုတော့မှတင်ရောက်ခွင့်ရရှိနေပါတယ်။ရန်ဒိုပေါ်မှာပေါ်တူဂီအလန်အေအောင်ပြန်ကောင်းမောင်းလာတာကိုခုံရှောင်ပြတာရန်ဒိုရဲ့ဖျောင်းရုပ်ကိုနန်းရှိုင်းပြတာတွေလည်းသူလုပ်ခဲ့မှုပါတယ်။ရန်ဒိုကိုချစ်ခင်သူပြီးမက်ဆီကိုတော့အိုင်ရှိုးစပီကအတော်လေးကိုဟိတ်ပါတယ်။ စပီယာ2024ခုနှစ်တုန်းကအာဆီယံဒေသကိုအလဲလာလိုက်ပါသေးတယ်။ထိုင်းမှာတုတ်တုတ်နဲ့ဘုံကြီးချောင်းဝင်ကျုံပြီးလို့ရွာလိုက်ရတယ်လို့ပွဲတွေလည်းပက်ရှာခဲ့ပါတယ်။ World Championship နာမည်ကျော် Fighter နဘေးနဲ့လည်းတွေ့ဆုံခဲ့ပြီးဓာတ်ပုံတွေ့ရခဲ့ကြပါတယ်။ VNN Indonesia နိုင်ငံတို့ကလည်းသူလည်းပက်ခဲ့သေးပြီးမြန်မာနိုင်ငံကတော့လက်ရှိတိုင်း PA ချင်းတွေကြောင့်မလာခဲ့ဘူးဖြစ်ပါတယ်။ Red Devil Speed ပထမဆုံးအချိန်လူချင်းတွေ့ဆုံခဲ့တာကတော့2023ခုနှစ်တုန်းကဖြစ်ပါတယ်။အဲနောက်ပိုင်းမှာသူဟာ Red Devil ရဲ့ NSR အသင်းပွဲစဉ်တွေကိုအမြဲတမ်းရောက်ကြည့်ရှုအားပေးတက်ပါတယ်။ဒါပြင် Speed ဟာတခါကလည်း Red Devil နဲ့အပြင်မှာမဆုံတွေ့ဘူးသေးချင်း Red Devil အတုနဲ့တွေ့ းခဲ့ပြီးရိုနယ်ဒိုအဆက်တင်အောင်လက်ခံစကားပြောသလိုလုပ်ခဲ့တာဖြစ်ပါတယ်။သူကရိုနယ်ဒိုနဲ့တော့အပြင်မှာလူချင်းတွေ့ပြီးတခါမိတ်ဆက်မှုပါတယ်။ရိုနယ်ဒိုကလည်းပေါ်ပေါ်ရွေးပါပဲလက်ခံစကားပြောခဲ့ပါတယ်။စပီကလည်းရှေ့မှာအသက်နဲ့ဆယ်ပြေးသွားပြီဖြစ်ပါတယ်။သူက2005ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးဇာတိကအမေရိကဖြစ်ပါတယ်။သူရဲ့နာမည်ရင်းက Dread Wagon Junior ပါ။ သူက Unreal Space ဆိုတဲ့နာမည်နဲ့ Game Streaming လောကတွေကိုဝင်ရောက်ခဲ့တာပါ2019ခုနှစ်မှာသူက Gaming လောကတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီး Fortnite, Roblox, FIFA Game စတဲ့ကို Stream နဲ့နာမည်ကြီးလာခဲ့တာပါနောက်ပိုင်းမှာတော့နာမည်စာကြီးလာခဲ့ပြီး Attention တွေပိုပိုရှာလာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့2022ခုနှစ် Charity ဘောလုံးပွဲတဲ့စင်တွေမှာ Streamer တွေဘောလုံးစုကန်ရင်းနဲ့ဘောလုံးလောကဘက်ကိုသူကူးပြောင်းလာခဲ့တာဖြစ်ပါတယ် Battle Royale Fan ကြီးပုံစံနဲ့ Attention တွေပတ်ရှာခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ Unreal Space က follower ပေါင်း22.5တန်းပိုင်ဆိုင်ထားတာပါ Battle နဲ့မတွေ့ခင်တော့က10တန်းကျော်လာရှိပေမဲ့တွေ့ပြီးတဲ့နောက်မှာထိုးတက်သွားခဲ့တာပါ သူ့ရဲ့ view များဆုံး YouTube video က I met Ronaldo ဖြစ်ပြီးတော့ကြည့်ရှုသူပေါင်း212တန်းကျော်ရှိရပါ Spear Ronaldo ရဲ့အမာခံပရိသတ်ဖြစ်အောင်နာမက Man United ရဲ့ပရိသတ်လည်းဖြစ်ပါရည်တိုက်စစ်အတွက်ကစားမအင်အားလုံးနေတဲ့ United တို့တိုက်စစ်မှုကြီး Spear ကိုခေါ်ယူလို့တော့တွားတင်နေပြီဖြစ်ပါရည်ဟုတ်ကဲ့ပါမြောင် view လေးကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားရင်ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချက်လိုက်ရပါတယ်ခင်ဗျာ